အရက်တောက်ခြင်းကြောင့်အုံနောက်အာယုံကျော် အသည်းနဲ့နှလုံးတွေကို ထိခိုက်စေုံသာမက လူတယောက်မှာအရေးအကြီးဆုံးဖြစ်တဲ့စိတ်ဓာတ်ကိုပါကစင်ကြရာဖိစေပါတယ်။ဒါကြောင့်အရက်တောက်ခြင်းကြောင့်ရရှိနိုင်မဲ့စိုးကျိုးဆဲချက်ကိုဒီဗီဒီယိုမှာဖော်ပြပေးလိုက်ရင်းနဲ့အရက်မတောက်ကြဖို့တခါတည်းတိုက်တွန်းလိုက်ပါတယ်။နံပါတ်၁ကတော့အရက်တစ်ခွက်ဒါမှမဟုတ်နှစ်ခွက်တောက်သုံးသူအနေနဲ့အမြင်အာရုံဝေဝါးလာတာ စကားတွေကိုပလုံးပရေပြောတာအသိဉာဏ်ချုပ်ရင်းလာတာလှုပ်ရှားမှုတွေနှေးကွေးလာတာစိတ်တည်ငြိမ်မှုမရှိတော့တာစတာတွေနဲ့တွေးကြုံရနိုင်ပါတယ်ရေရှည်ဆွဲတောက်တဲ့သူတွေဆိုရင်တော့အုံနောက်နဲ့အာယုံကြောဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်နံပါတ်1ကတော့အရက်အလွန်ကြုံတောက်သုံးတဲ့အတွက်ကြောင့်ပန်ကရီးယားရောင်ရမ်းတာသွေးပြာမြင့်တက်တာနဲ့အသေးချောက်တဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ် ။နံပါတ်3ကညဘက်မှာအရက်အလွန်အကျွံတောက်ထားသူအနေနဲ့နနခင်းမှာအရက်နာကြခြင်းနဲ့ရင်ဆိုင်ရမှာအမှန်ပါပဲ။အရက်နာကြတဲ့အခါကြုံတွေ့ရမယ့်လက္ခဏာတွေကပင်ပန်းနွမ်းလျတာ၊ရေးစားတာ၊ပြို့တာ၊အန်တာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊မူးဝေတာ၊နှလုံးခုန်မြန်တာ၊ဆူးရှားတဲ့အလင်းရောင်နဲ့ကြယ်လောင်တဲ့အတန်တွေကို ခံစားနိုင်ခြင်းမရှိတာ။စိတ်အယုံထွေပြားတာ မြက်သားတွေနီးမြန်းလာတာစားတဲ့ဆိုးကျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။နံပါတ်၄ကတော့အရက်ဆွဲနေသူတယောက်ဟာ အသေးကင်စာ၊ဂရင်းကင်စာ၊လဲချောင်းကင်စာ၊အတန်အိုးကင်စာ၊အစာပြုံကင်စာနဲ့ရင်သားကင်စာတွေဖြစ်နိုင်ခြင်းမြင်မှာပြီးတော့၎င်းအနေနဲ့ဆက်လိုက်ပါဆွဲနေတဲ့အခါကင်စာရောဂါဖြစ်ပွားနိုင်ခြေကို ပိုပြီးတော့တိုးလာစေပါတယ်။နံပါတ်၅ ကိုဝင်ဆောင်မိခင်တွေအနေနဲ့အရက်လုံးဝမတောက်တင်ပါဘူး။အရက်စွဲနေတဲ့မိခင်ကနေငွေဖွာလာတဲ့ကလေးငယ်ဟာအုံနှောင်းနှလုံးနဲ့အခြားသောအင်္ဂါအစိပ်ပိုင်းတစ်ခုခုချုံရင်းနေတဲ့ကလေးငယ်တွေသာဖြစ်လာနိုင်မှာပါ။အရက်တောက်ခြင်းရဲ့စိုးကျိုးတွေကိုဆက်ပြီးတော့မပြောခင်မှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုသူတာတွေအလားပါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကို အခမဲ့နားဆင်နိုင်ဖို့အတွက်ဘေးကနိုဒီဘဲကိုလည်းနှိပ်ထားခဲ့ပါအောင်နံပါတ်6အရက်တောက်ထားသူတယောက်ဟာမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ရင်မတော်တဆမှုတွေဖြစ်နိုင်တာလူသက်မှုကျူးလွန်မိတာမိမိကိုယ်ကိုတတ်သေးတာ ရေနစ်တာမိလောင်မှုတွေဖြစ်စေနိုင်တာစားတဲ့အဆိုးဆုံးသော အဖြစ်မျိုးတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်နံပါတ်9အသက်21နှစ်မှ အရက်စားတောက်သူတွေထက် အသက်15နှစ်မတိုင်မီအရက်တောက်သူတွေဟာအရက်ရဲ့ကြေးကျွန်းတွေဖြစ်သွားနိုင်ခြေပိုများပါတယ်။နံပါတ်၈အကြမ်းမင်းအနေနဲ့ဘီယာတစ်ခွက်ဝိုင်းတစ်ခွက်ဒါမှမဟုတ်အရက်ပြင်းတစ်ခွက်မှာ လူခန္ဓာကိုအတွက်အကျိုးမရှိစေတဲ့ကယ်လိုရီ150ခန့်ပါဝင်နေပါတယ်။နံပါတ်၉အရက်တောက်ခြင်းအပြင်ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာရေသာမကအတမွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လေထိခိုက်စေပါတယ်။ အရက်တောက်ထားသူတယောက်အနေနဲ့စိတ်ကြယောဂါအလွယ်တကူဆွဲကပ်နိုင်တဲ့အပြင်စိုးရင်ပူပန်တာအပြုတ်မှုရိုင်းဆိုင်တာတွေကြောင့်လူအများရဲ့ဥပိ္ပခာပြုခြင်းကိုရရှိမှာဖြစ်ပါတယ်။နံပါတ်30အရက်လွန်ကျွန်တောက်သုံးတဲ့အခါထိုင်းမိုင်းတာတတိလက်လွတ်ဖြစ်တာလေဖြတ်တာမိမျောတာတွေဖြစ်စေနိုင်တဲ့အပြင်အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ဒီဗီဒီယိုမှာဖော်ပြခဲ့တဲ့အချက်တွေက အရက်တောက်ခြင်းကြောင့် ရရှိနိုင်တဲ့စိုးကျိုးတွေဖြစ်ပြီးတော့အရမ်းမတောင်းကြဖို့ကိုလည်းထပ်ပြီးတော့တိုက်တွန်းလိုက်ပါတယ်။ TV တို့ကိုတခြားသူတွေနားဆင်နိုင်ဖို့အတွက်လည်း share သွားပေးကြပါအောင်။အားလုံးပဲကိုစိတ်နှပြကြံမှချမ်းသာကြပါစေ။